ရသေးကြီးပေးတဲ့မြေချိုးမိုးပြန်နိုင်တဲ့နှံပြန်ကိုပိုက်ဆိုင်ထားတဲ့လူဆောင်ကောင်းတယောက်ဟာရွှေတကုံဇီတီတော်မြတ်ရဲ့ဌာပနာတိုက်ထဲကမြတ်ဗုဒ္ဓဖះရှင်ရဲ့ဆံတော်မြတ်ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီလူဟာရွှေတကုံဇီတီတော်မြတ်ရဲ့ဌာပနာတိုက်ထဲမှာကြောက်ရွံ့အဖြစ်နဲ့ဒီကနေ့အချိန်ထိရှိနေတယ်လို့ဆိုကြပါတယ်။သူ့နာမည်ကတော့မောက်ကန်ဖြစ်ပြီးသူရွှေတကုံဇီတီတော်ရဲ့ဌာပနာတိုက်ကိုဖောက်ဖို့တွားခဲ့တဲ့ခရီးစဉ်ကနေရန်ကုန်မြို့ကမြို့နယ်တွေပေါ်ပေါက်လာခဲ့တယ်လို့ဆိုကြပြီး သူကရွှေတကုံစီတီတော်မြင့်ရဲ့ဌာပနာတိုက်ကိုဘာကြောင့်ဘလို့ရည်ရည်ချက်နဲ့ဖောက်ခဲရတာလဲဆိုတဲ့အချက်တွေကလည်းစိတ်ဝင်စားဖွယ်ကောက်လွန်လှပါတယ်။ဟုတ်ပါတယ်။ဒီနေ့မှာတော့ရွှေတကုံစီတီတော်မြင့်ရဲ့ဌာပနာတိုက်ကိုဖောက်ပြီးမြတ်ဗုဒ္ဓဘုရားရှင်ရဲ့ဆန်တော်မြတ်ကိုခိုးယူဖို့ကြိုးစားခဲ့တာကြောင့်ဌာပနာတိုက်ထဲမှာကြောက်ရွံ့ဖြစ်သွားခဲ့တဲ့မောကံရဲ့အကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပါ။ပုံမှန်အဖြစ်မိတ်ဆက်ရရင်ကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ် တကယ်တော့ဒီမောက်ကန်ရဲ့အကြောင်းဟာမူကွဲအမျိုးမျိုးနဲ့မတူကွဲပြတဲ့ဒန်တာကြီးအမျိုးမျိုးရှိရပါတယ်။ဘလို့ပဲဇာတ်ကြောင်းမတူမူအမျိုးမျိုးကွဲပြားကြပေမဲ့ဌာပနခိုးလို့ကြောက်ရွံ့ဖြစ်သွားခဲ့တယ်ဆိုတဲ့အချက်ကတော့တူညီကြပါတယ်။ဆိုတော့အခုကျွန်တော်ပြောပြမယ့်မောက်ကန်ရဲ့အကြောင်းကအခုလိုပါ။ရှိခါအခုရန်ကုန်မြို့ရယ်လို့မပေါပောက်မိကရွှေတကုံဇီတီတော်မြတ်မှာ ပန်ရောက်ပြီးအသက်မွေးဝမ်းကြောက်ပြုနေတဲ့မောက်ကန်အမိရှိတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတဲ့။အဲ့ဒီအချိန်ကမောက်ကန်ဟာအသက်20အရွယ်ထွားကြိုက်တန်ပါပြီ။ချော်မော်လှပတဲ့လူပြိုယောက်ျားတစ်ယောက်ဖြစ်တယ်လို့ဆိုကြပါတဲ့။အဲ့ဒီမောက်ကန်ရောက်လိုက်တဲ့ပန်းတွေကိုရွှေတကုံဖျားကနေဆွန့်လိုက်ပြီး၆ချောင်းငယ်အတိုင်းမျောပါပြီးတော့ယခုပဇွန်တော်ရက်မှာပန်းတွေဟာတောင်လိုပုံနေတာကြောင့်ပန်းစွန့်တောင်လိုခေါ်ဆိုရာကနေပဇွန်တော်ဆိုပြီးမြို့အမိဖြစ်လာခဲ့တယ်လို့ဆိုကြပါတဲ့။ တနေ့မှာတော့ရသေးကြီးတစ်ပါးကမောက်ကန်စီကိုရောက်ရှိလာခဲ့ပြီးသူလျှောက်လှမ်းနေတဲ့ထွက်ရပောက်ဝိုက်ဇာလမ်းကြောင်းရဲ့နောက်ဆုံးအဆင့်ကိုအောင်မြင်နိုင်ဖို့အစီအရင်တွေပြုလုပ်ရမှာ မောက်ကန်ကိုကူညီပေးဖို့လာရောက်တောက်ဆုပ်ခဲ့ပြီးအောင်မြင်ခဲ့ရင်မောက်ကန်ကိုလိုရာစုတစ်ခုပေးမယ်ဆိုပြီးကန့်လှမ်းတဲ့အခါမောက်ကန်ကလည်းလက်ခံခဲ့ပါတယ်အဲ့ဒီနောက်ရသေးကြီးနဲ့မောက်ကန်တို့ဟာအစီအရင်ပြုလုပ်ဖို့နေရာကိုတွားကြတဲ့အခါရသေးကြီးကလက်မှတ်တွေ့တဲ့ရေကန်တစ်ခုရဲ့တစ်ဖက်ကန်းကို ခုံကျော်သွားပြီးတော့ မောက်ကန်ကိုလည်းသူကြီးတိုက်ခုံကျော်လာစေခဲ့ပါတယ်။မောက်ကန်လည်းအပြုတ်ပြီးခုံကျော်လာတဲ့အခါယတိကြီးကတကိုးနဲ့တားလိုက်တာကြောင့်ကံပေါ်ကိုမရောက်ပဲဘောက်ပေါ်ကိုကြကကံပဲ့သွားခဲ့တာကြောင့်အဲ့ဒီအရက်ကိုယခုအခါကံပဲလို့ခေါ်ဆိုကြပါတယ်။ဒီလိုနဲ့အစီရင်ပြုတ်လို့ဖို့နေရာကိုရောက်တဲ့အခါယတိကြီးကစီတာပြီးမောက်ကန်ကိုဆေးလုံးသုံးလုံးပေးပါတယ်။ဘလို့အန်ဒီရဲ့မျိုးပဲကြုံကြုံစီးမကြော်ဖို့ရယ်နဲ့ယတိကြီးကပောက်ဆိုတဲ့အတန်အော်တဲ့အခါ ဆေးလုံးတလုံးကိုပောက်ဖို့တေချာမှာကြခဲ့ပါတယ်ဒီလိုနဲ့အစီရင်တွေဆောက်ရဲကြတဲ့အခါသရေတစေဝိညာဉ်တွေကတိုက်ခိုက်ဖို့ရောက်ရှိလာခဲ့ပါတယ်မောက်ကန်ကပထမဆေးလုံးကိုပောက်လိုက်ပြီးဒုတိယတစ်ခေါက်မှာတော့ဘလူးကြီးတွေကရောက်ရှိလာခဲ့ကြပါတယ်နောက်ကလေးဒုတိယဆေးလုံးကိုပောက်လိုက်ပြီးနောက်ဆုံးတစ်ခေါက်မှာတော့အလွန်ချောမောလှပတဲ့အမျိုးသမီးတွေရောက်ရှိလာခဲ့ပြီး မောက်ကန်ကိုစီးအပြင်ဖက်ကိုထွက်လာဖို့ညှို့ယူဖန်ဆာကြပါတယ်မောက်ကန်လည်းသတိလက်လွတ်ဖြစ်ပြီးစီးနှားကိုကက်သွားခဲပါတယ်အဲ့ဒီအချိန်ရသေးကြီးကသတိပေးလိုက်မှမောက်ကန်လည်းဆေးလုံးကိုပေါက်လိုက်တာကြောင့်အမျိုးသမီးတွေလည်းပျောက်ကွယ်သွားပြီးအစီအရင်အောင်မြင်ခဲ့ကရသေးကြီးလည်းထွက်ရပောက်ဝိဇ္ဇာအဆင့်တွေကိုအောင်မြင်သွားခဲ့တဲ့အခါမောက်ကန်ကိုလိုရာစုတစ်ခုတောင်းစီခဲပါတယ်မောက်ကန်လည်းမြေချိုးမိုးပြန့်နိုင်တဲ့လှံပြန်တစ်ချောင်းကိုတောက်ခံခဲ့ပါတယ် အဲ့ဒီနောက်မောက်ကန်ကအဲ့ဒီလှံပြန်နဲ့လှဲ့လှဲ့သွားလာနေရင်တရုတ်ပြည်ကိုရောက်ရှိသွားခဲ့ပါတယ်တရုတ်ဘုရင်ဥတီဘွားမင်းရဲ့သမီးတော်ကျင်စာယီနဲ့တွေ့ဆုံခဲ့ကြပြီးချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ချစ်သူနှစ်ယောက်ဟာနှစ်ဦးသဘောတူပေါက်တင်နေထိုင်ခဲ့ကြပြီးကိုဝွန်ရလာခဲ့ပါတယ်အဲ့ဒါကိုဥတီဘွားမင်းကသိရှိတဲ့အခါမောက်ကန်ကိုခေါ်ယူပြီးတော့ရွှေတကုံဇေဒီတော်မြတ်ရဲ့ဌာပနတိုက်ထဲက မြတ်ဗုဒ္ဓဖယားရှင်ရဲ့ဆန်တော်မြတ်ကိုယူဆောင်လာပေးရင်ကျင်စာကြီးနဲ့ထိုင်ညာလက်ထက်ပေးပြီးအင်ရှိစံအရိယာကိုပေးမယ်ဆိုပြီးတော့ကန့်လှန့်ခဲပါတယ်။မောက်ကန်လည်းခြေရသူနဲ့ပေါက်ဖက်နိုင်ဖို့ဆန်တော်ကိုခိုးယူဖို့လှံပြန်ကိုစီးကာပြန်လာခဲပါတယ်။တနည်းအားရောက်မှတော့မောလာတာကြောင့်မြေပြင်ကိုဆင်းသက်ကခဏနားနေခဲပါတယ်။အဲ့ဒီရက်ဟာယခုအခါမှော်ပြီးဆိုပြီးဖြစ်လာခဲပါတယ်။ဒီလိုနဲ့ခရီးဆက်တဲ့အခါ မောက်ကန်ကဆန်းချောက်တစ်ခုကိုတွေ့ပြီးရေတောက်ဆင်းခဲ့ပါတဲ့အဲ့ဒီအရက်ကိုဆန်းချောက်ဆိုပြီးဒီကနေ့ထိ ခေါ်တွင်ကြပါတဲ့ဒီလိုနဲ့ဆက်လက်ပြန်တန်းတဲ့အခါရွှေတကုံဇေဒီတော်မြတ်ကိုလှမ်းကြည့်လို့မြင်ရတဲ့နေရာကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီအရက်ဟာလည်းယခုကြည့်မြင်တဲ့အရက်ဖြစ်တယ်လို့ဆိုကြပါတဲ့ဒီလိုနဲ့မောက်ကန်ဟာနေရာတစ်ခုမှရန်သားပြီးအတွေ့တစ်ခုဝင်လာခဲ့ပါတဲ့မြတ်ဗုဒ္ဓဖျားရှင်ရဲ့ဆန်တော်မြတ်ကိုခိုးယူတာဟာအကုသို့ကြီးမာလှတဲ့ ဒါပေမဲ့မခိုးရင်လည်းချေရသူနဲ့ဝေးရမယ်ဆိုပြီးဝေခွေးမရဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဘလိုပင်ဖြစ်ဖြစ်ရွှေတကုံထိတိုက်သွားမယ်ဆိုပြီးခရီးဆက်လာခဲ့ပါတယ်။အဲ့ဒီအရက်ကိုတော့ရွှေကုံတိုက်လို့ခေါ်ဆိုလျက်ရှိကြပါတယ်။ဒီလိုနဲ့ခရီးဆက်လာရင်တနေရမှာတော့မွေကြီးတကောင်ကမောက်ကန်ကိုတားဆီးနှောက်ရှက်ခဲ့ပါတယ်။ဒါပေမဲ့မောက်ကန်ကသူ့ရဲ့လှန်နဲ့မွေကိုတုတ်တင်ခဲ့ပါတယ်။အဲ့ဒီမွေကြီးကတားဆီးခဲ့တဲ့အရက်ကိုတားမွေလို့ခေါ်ဆိုခဲ့ရကနေယခုအခါတားမွေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့မောက်ကန်ဟာရွှေတကွန်စီတီတော်မျက်စီကိုရောက်ရှိလာခဲ့ပြီးဌာပနာတိုက်အတွင်းကိုလှန်တဲ့မြေရှိုးကဝင်ရောက်ခဲ့ပါတဲ့စံတော်မျက်ကိုယူဆောင်ဖို့ကြိုးစားတဲ့အခါရုတ်တရက်လှေရစီမိုးကြိုးတန်တွေထွက်ပေါ်လာခဲ့ပြီးမြင်းကလေးလှုပ်ခဲလာခဲ့ပါတဲ့အဲ့ဒီအချိန်မောက်ကန်လည်းသူ့ခန္ဓာကိုယ်တွေလှုပ်မရတော့ပဲကြောက်ရွံ့အဖြစ်ကိုပျောက်သွားပြီးအဲ့ဒီမောက်ကန်ရဲ့ကြောက်ရွံ့ဟာရွှေတကွန်စီတီတော်မျက်ရဲ့ဌာပနာတိုက်ထဲမှာဒီကနေ့အချိန်ထိရှိနေတယ်လို့ဆိုကြပါတဲ့တကယ်တော့ကြောက်ရွံ့ဖြစ်သွားခဲ့တဲ့မောက်ကန်ရဲ့အကြောင်းဟာ တိတိကျကျရေးသားထားတဲ့ခိုင်မာတဲ့သမိုင်းအထောက်အထားတွေမရှိပဲရှစ်လူကြီးတွေကလက်ဆင့်ကမ်းပြောဆိုလာခဲ့ကြတဲ့ပါဇက်ပြောဒန်တာကြီးတပုတ်တာဖြစ်ပါကြောင်းတင်ဆက်ရင်ဤကုံချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ